ော် PDF ကိုစပြီးတော့မှဒီစတင်ဖွဲ့စည်းတာကတော့တကယ်တမ်းဒီအဲ့အဖွဲ့စည်းဖွဲ့စည်းကြောင်းမရှိတော့ခင်အချိန်လေးအနေနဲ့ပြသက်ချင်ပါတယ်ကျွန်တော်တို့ဒီဟိုပါလေအာနာသိမ့်ပြီးနောက်လာပေါ့မက်စလာမှာကလေးကဒီလက်နက်ကင်ဒေါ်လာရေးအတွက်စတင်ပြီးတော့မှပြင်ဆင်ခဲ့တယ်ပေါ့ပြင်ဆင်ပြီးတော့မှစုဖွဲ့မှုတွေလုပ်တယ်တင်းတဲ့နေသွားတက်တယ်နော်ဒီဒီနေသားတွေကိုစပြီးတော့မှကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ပေါ့လေအဲတကယ်အဖွဲ့အစည်းကိုဒီဖွဲ့စည်းကြောင်းကျင်ညာလာတော့အဲ့ဒီတင်းတဲ့နေပြန်ပြီးတော့မှကျွန်တော်တို့ ဂျွန်လဂျွန်လဒီ၃ရက်နေ့မှာစပြီးတော့မှကျွန်တော်တို့ဖွဲ့စည်းကိုဖွဲ့စည်းကြောင်းဒီကျင်းပခဲ့တယ်ပေါ့ဟိုကျင်းပပြီးတော့မှကျွန်တော်တို့ရဲ့ရောမျိုးသားရေးရဲ့နောက်ပြီးတော့မှဒီရောဒေသဟိုဟိုပေါ့လွတ်မြောက်ရေးရဲ့ပေါ့လေဒါကိုဥတည်ပြီးတော့မှမကျွန်တော်တို့ဟိုစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဗျ။ဒီကျွန်တော်တို့လည်းပြည်သူလူထုရဲ့ဒီကိုကြီးလူတတ်မှုနဲ့ပဲထောက်ပံ့မှုနဲ့ပဲကျွန်တော်တို့ကရည်တည်ခဲ့ရတာပေါ့ ကျွန်တော်တို့မှာကဒီအနည်းချင်းထိအာတက်တက်ပိုင်စီးပွားရေးဘာတစ်ခုမှမရှိဘူးပေါ့လေနောက်အာဂိတ်တွေဖွင့်တာလည်းမရှိဘူးအဲနောက်တစ်ခါဒီရွာတွေကိုခွဲတန်းခွဲတဲ့အာကိစ္စတွေမရှိဘူးပေါ့နောက်တရားစတာထုတ်ယူရောင်းချတဲ့ကိစ္စတွေမရှိဘူးပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့ကဘာပဲလုပ်ရတလဲဆိုတော့ဟိုသောသောပြောလို့ပဲလူလူထုစီကလူတန်းမှုလူကြီးထောက်ပံ့မှုနဲ့ပဲကျွန်တော်တို့ကဟိုရည်တည်ခဲ့ရတာဖြစ်ပါတယ်ရုံးကန်ရတာဒါက ါစာဝတ်နေရေးရရုံးကြရတာပေါ့လေအနောက်တစ်ခါဒီအဲဒီစာဝတ်နေရေးတော့ပဲပါလို့ကလည်းဆိုတော့ကျွန်တော်တို့ကဒီတခါတလေမှဟိုတောတောင်တွေထဲမှာဟိုအငှားလိုက်ရတာတွေတောက်စီရေပေါ့လေအငှားလိုက်ပြီးတော့မှဒီဟိုဘာပေါ့အဲရိတ်ခါရရှိရေတွေဆောက်ရွက်ရတာရှိတယ်နောက်တစ်ခုကကုတူကုရဟိုတပိုင်းတိုင်းစိုက်ပျိုးရေးတွေပေါ့စိုက်ပျိုးရေးမွေးမြူရေးတွေလုပ်ရတယ်အဲ့ပုံစံမျိုးနဲ့ဟိုရက်တိလာခေရတာဖြစ်တယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ကစာကလေးကအမျိုးသားနိုင်ငံရေးကိုပဲဦးစိတ် ထားပြီးတော့မှဆောင်ရွက်တာဖြစ်တယ်။မြို့သားနိုင်ငံကြီးကိုဥထိပ်ထားပြီးတော့မှဆောင်ရွက်တာဖြစ်တဲ့အခါမှာစက်တွေဖွဲ့စည်းတဲ့အချိန်တုန်းကဟိုဟိုအတိုက်ခိုက်တွေအရန်များခဲ့တယ်ပေါ့။ဥပမာဖြင့်ဘယ်လိုလဲဆိုရင်ဒီကျွန်တော်တို့ကဟိုမြို့သားကြီးမြို့သားကြီးဟိုဥထိပ်ထားတာဖြစ်တဲ့အတွက်ဒီ EAO အိမ်မက်မက်နေတာတို့ပါလို့ဇာမွေဖွဲ့တို့သဘုံဖွဲ့တို့ပေါ့ဗျာ။စတဲ့အဖြစ်ဒီပြောခံဆုံးခံရပြီးတော့မှဟိုပြည်သူလူထုကိုမလူဖို့ ဟိုမပေးကြဖို့ဟိုမထောက်ပံ့ကြဖို့ဆိုတော့ဒီတိုက်ခိုက်မှုတွေလည်းကျွန်တော်တို့အများကြီးကြုံခဲ့ရပါတယ်။ဟိုဒီကြားထက်မှာပဲကျွန်တော်တို့ဟိုကိုယ့်ရဲ့ဟိုယုံကြည်ချက်နဲ့ပဲဟိုဖြစ်အောင်ရည်တည်ပြီးတော့မှဟိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကြ။ဟုတ်ဥမာကျွန်တော်တို့ ရင်ရောကိုကိုကိုခံယူထားတယ်ဒီရောလိုပဲခံယူတယ်အဲဒါပေမဲ့မှတ်ပုံတွေလဲမှာဒီအဖေအမေအဖိုးအဖွားကစလို့ဒီဘယ်ဟိုဘက်တော့တော့အမေဘယ်ရလဲရောကဘာလိုမျိုးလဲရောဟိုရောလိုမျိုးဒါပဲပြောကြတယ်ပေါ့လေတော်တော်မှတ်ပုံတွေလဲမှာဘာဘာပဲပြောခဲ့ရလဲဆိုတော့ဟိုလူမျိုးပမာအာကိုကိုရပါတာဗုဒ္ဓပေါ့နော်သတ္တရာဖြစ်ဒီဒီအလေထားမျိုးပဲအလုံးဒီပေါ်ပြခဲ့ရတယ်ပေါ့ ျွန်တော်တို့ကကိုကိုကိုရောလို့တော့ပြောတယ်ဒါပေမဲ့အဲတကယ်တကယ်ကျွန်တော်ဒီကိုယ့်ရဲ့ ID card တွေမှာကျွန်တော်ကဗမာဗုဒ္ဓပဲဖြစ်နေတယ်ပေါ့ဆိုတော့အဲ့နေသားတွေမှာကျွန်တော်တို့ကရောလို့ခံယူရောလို့ပဲရေးသိဖြစ်စေခြင်းဟို2014ဒီတကောင်စင်းကောက်တဲ့အချိန်မှာလေကျွန်တော်တို့ဒီခင်းကျင်းတွေကိုဒီပြောခဲ့တယ်ဒါပေမဲ့ဟိုမရခဲ့ဘူးပေါ့လေမရခဲ့တဲ့အခါကျတော့ဟိုဒီကိုယ့်ရဲ့စစ်တီမှုကိုလက်ခံယုံကြည်ထားတဲ့ယုံကြည်မှုပေါ်မှာ အခြားသောတိုင်းရင်းသားတွေကလည်းယုံကြည်လက်ခံလာနိုင်တဲ့ဒီအခြေအနေတရက်ပေါ့လေအခြေအနေတရက်ကိုကျွန်တော်တို့ကပေါ်ပေါက်သိရှင်တယ်နောက်တစ်ခုကရောအကြောင်းကိုရောသူရောသားပဲသိတယ်ဟိုကျန်တဲ့လူကမသိဘူးဆိုတော့ရောသူရောသားအကြောင်းကိုဟိုရောဒေတာအကြောင်းကိုရောသူရောသားပဲသိတာဖြစ်တဲ့အတွက်ရောဒေတာရဲ့ဒီရိုးရရင်ချိဖို့တလေထုံးနှံစင်လာတွေဘာသာစကားတွေရင်းဟိုအမွေနှစ်တွေပေါ့လေဒါတွေသဘာဝတည်ရန်သာတာတွေဒါတွေကိုထင်းသိမ်းဆောင်ဆောင်နိုင်ဖို့အတွက်ကအဲ ဘသူတွေပဲဟိုလုံနိုင်မလဲဆိုရင်ကို data တွေမှာရှိတဲ့ရောသူရောသားတွေပဲလုံနိုင်နေပေါ့လေဆိုတော့နံပါတ်၁အနေနဲ့ကျွန်တော်တို့ရောကိုဟိုရောရှိဒီအခြားသောတိုင်းသားတွေကအတိမပြုတာကျွန်တော်တို့လိုချင်နေစအနောက်နောက်နံပါတ်၁အနေနဲ့ကဟိုကို့ရော data ကိုကို့ရောသူရောသားတွေအုပ်ချုပ်တာပဲလိုချင်နေဟိုဟိုလိုနိုင်ငံရေးစကလုံးကြီးပြောရရင်တော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့ဗျာဆိုတော့ဒီအခြေအနေမျိုးကိုကျွန်တော်တို့က demand ချက်ထားခဲ့တာဖြစ်တယ် အဲအဲ့ဒါကြောင့်လည်းဒီမြို့သားနိုင်ငံကြီးဆိုတော့အာအရာကိုကျွန်တော်တို့ကအင်ဆွဲပြီးတော့မှဟိုလှုပ်ဆောင်နေတာပေါ့ဟုတ်အာကျွန်တော်တို့ကဒီ WPDS ဆိုတာကအမူလဖတ်ချက်က WPDS မဟုတ်ဘူးပြဒါကြတဲ့ဒီရောရဲ့ဒီ organization နဲ့ army နဲ့စတဲ့အဖြစ် ဒီသွားချင်းခဲ့တာပေါ့လေအဲ့မှာဟိုဒီဒေါ်လာကြီးဝိုင်းတဘာကြီးဒီကျွန်တော်တို့ရဲ့ဒီဆရာသမားတွေပေါ့ဗျာဟိုတခြားလက်နက်ကိုင်ဖွဲ့စည်းကတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရောခေါင်းဆောင်တွေကကျွန်တော်တို့ကိုအာဘလို့တိုက်တွန်းခဲ့လဲဆိုတော့ဆရာတို့ဒီတခါတည်းဒီအီဟိုတခုပဲတော့တော့ဒီတမ်းပြီးတော့မှမလုံနဲ့ပေါ့လေအာခုလက်ရှိမှာဒီ PDF ဒီဆိုတော့အမီရောပဲအများလက်ခံနိုင်တဲ့အမီရောပဲ ဟိုဟာပေါ့သုံးဆွဲပေါ့လေသုံးဆွဲပြီးတော့မှဆောင်ရွက်ပါဆိုပြီးတော့မှဒီပြောက်ခဲ့တာလေးရှိတယ်ပြန်ပြခဲ့ရလေးရှိတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဒီဟိုဟာပေါ့ဟိုတပ်ဖွဲ့ရဲ့အမိကိုဒါပြည်ရဲ့အမိခံခဲ့တယ်ပေါ့စစ်မှာတော့ဒါရောဆိုတာချက်ခဲ့တယ်ပေါ့လေအဲချက်ပြီးတော့မှပြည်ရဲ့အမိခံပြီးတော့မှကျွန်တော်တို့တော်လိုက်ကြီးကိုစတင်ခဲ့တာဖြစ်တယ်ပေါ့အာလက်နက်ခဲရအနေနဲ့ကလည်းကျွန်တော်တို့ဒီစောစောပြောရဲဝင်ငွေပေါ့ဗျာဝင်ငွေမရှိတဲ့ခါမှာ အသိဝင်နိုင်ဖို့ဆိုတော့အဲအင်တန်ခက်ခဲတယ်ပေါ့ဟိုမလွယ်ဘူးဒါပေမဲ့သောသောပိုင်းမှာဟိုဒေါ်လာကြီးစတဲ့ကာလမှာအာလက်နဲ့မရှိရင်ဒေါ်လာကြီးလုံးလို့အဆင်မပြေနိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်ဆိုတော့လက်နဲ့ဝယ်ဖို့ကြိုးစားခဲ့တယ်ဆိုတော့အလိန်ခံခဲ့ရတာလည်းအများကြီးရှိတယ်ပေါ့ဟိုသိဒီ600စတဲ့ရဖြစ်ပေါ့ဗျာအလိန်ခံခဲ့ရတဲ့ဆုံးဆုံးခဲ့တဲ့အအခင်းချင်းတွေရှိတယ်အဲဆိုတော့အထူးကအဆင်တော့ဒီရက်တီလို့ရအောင်လက်နဲ့ခရမ်းကို ကမ္မကထပြုပြီးတော့မှဒီအခုကြီးထောက်ပံ့ပေးခဲ့တာတော့အဆရာကြီးပေါ့ဗျာဆရာကြီးကစာပြီးတော့မှဒီလက်နက်ခရဲလေးအခုကြီးထောက်ပံ့ပေးခဲ့တယ်။နောက်ဒီကျွန်တော်တို့နဲ့ဒီဆရာရဲ့ဒီပြောကြားမှုနဲ့ပဲဒါဟို limitation စီစဉ်နေတဲ့ဒီ CNS စီရင်နေပေါ့လေ။အဲသူတို့စီကအခုကြီးထောက်ပံ့နေတဲ့ကျွန်တော်တို့ရည်တည်ခဲ့ရတယ်ပေါ့။ရည်တည်ပြီးတော့မှကျွန်တော်တိုက်ပွဲတွေမှာရလာရရှိတယ်။အလင်းဝင်လို့ရလာရရှိတယ်။နောက်ပိုင်းဟို ဟိုဝယ်နိုင်တဲ့အနေအထားလေးရှိတယ်ပေါ့လေအဲအဲ့ဒီအနေအထားလေးတွေကနေပြီးတော့မှငွေကြေးတွေစုဆောင်းပြီးဝယ်နိုင်တဲ့ဟာတွေပေါ့ဒီမှလူရှင်တွေရဲ့ဒီကိုကြီးလူတတ်မှုတွေနဲ့ဝယ်နိုင်တဲ့အနေအထားလေးရှိတယ်ဒါလည်းပဲကျွန်တော်တို့ကဟိုလုံဆောင်ခဲ့ရတယ်အဲ့ဒီမတိုင်ခင်မှာတော့အကိုတိုင်ဟိုဟာပေါ့လက်လုံးတွေပေါ့ဟိုထုတ်လုပ်ပြီးတော့မှဒီတိုက်ပွဲဝင်ခဲ့ရတာလေးရှိပါတယ်ဗျာဟုတ် ခက်ခဲစီလို့ဖြတ်သိမ်းတာမဟုတ်ဘူးကြ။တော့ခက်ခဲစီလို့ဖြတ်သိမ်းတာမဟုတ်ဘူး။ကျွန်တော်တို့ကအာဒီ 1PD ရဲ့မလုတ်ဆောင်နိုင်တဲ့အာအခင်းချင်းတွေကိုဟိုတခြားပုံစံတစ်မျိုးနဲ့ဒီလုတ်ဆောင်မှရမယ်အခင်းချင်းတွေရှိတယ်။အဲ့ဒါကြောင့်မို့ 1PD ရဲ့ကိုဖြတ်သိမ်းတာဖြစ်တယ်ပေါ့လေ။ဆိုတော့ဟို PD ရဲ့အနေနဲ့ဒီလုတ်လို့မရတဲ့အရာတွေရှိတယ်။အာဥပမာဖြစ်ဒီဆိုပါတော့ဟိုကျွန်တော်တို့တကယ် ေအင်အားအင်အားစုဖွဲ့မှုတပ်ပုံကြအောင်တကယ်ဟိုဒီဆောက်တဲ့နေရာမှာပဲပြောမျိုးသားနိုင်ငံကြီးကိုတွားတဲ့နေရာမှာဟိုပြီးရက်မီခံပြီးတော့မှဒီလုံနေရေးဒီရှေ့ရောက်မှာမဟုတ်ဘူးရှေ့ရောက်မှာမဟုတ်တဲ့ခါမှာကျွန်တော်တို့ကဒီတခြားပုံတရံတစ်မျိုးနဲ့တွားနိုင်အောင်ဟိုဟောပေါ့ဒီတပ်ဖွဲ့ကိုဖျက်သိမ်းလိုက်တာပေါ့အခက်ခဲကမရှိဘူးလားဆိုတော့ဒီရက်တရတဲ့အခက်ခဲကတော့ဒါသူ့အနေနဲ့သူအထိုက်လျောက်ကတော့ရှိနေတာပဲသို့တော့ဟိုလူလူရဲ့အဲ အသိမြင်လို့ကြားလာနိုင်အများဒီယက်တီရတဲ့အနေထားတွေကလည်းဒီအရင်ကလိုကြီးအရင်ကျက်တဲ့အခင်းချင်းမျိုးတော့မဟုတ်တော့ဘူးပေါ့လေဆိုတော့တော်တော်လေးပါဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့သို့တော်ပြောတဲ့မြို့သားနိုင်ငံကြီးရောဆိုတဲ့ဖြစ်တည်မှုတစ်ခုကိုတိဆောက်နိုင်ဖို့အတွက်ကကျွန်တော်တို့ PC ရဲ့အနေနဲ့ဆက်ပြီးတော့မှလမ်းလို့လမ်းဖို့မလိုတော့ဘူးတခြားပုံစံတစ်မျိုးနဲ့ဒါထက်ပို့ပြီးတော့မှပြန်ကျေပြန့်တဲ့ ဟိုခိုင်မာတဲ့အခင်းချင်းနဲ့တွားမှရမယ်ဆိုတော့အဲအနေထားတွေကျွန်တော်တို့တွေ့လာတယ်အဲ့ဒါကြောင့်မို့ဒီတပ်ဖွဲ့ကိုချက်သိမ့်လိုက်တာဖြစ်ပါလေဗျဟုတ်ကဲ့ဒီအပိုင်းကလည်းဒီအဲကျွန်တော်တို့ဥမာ YPDF ရဲ့ YPDF ဆိုတာဒီ temporary ဖွင့်ခဲ့ရတော့မှန်တယ်။ဒါပေမဲ့ 1PD ရဲ့မှာကိုပိုင်နံပါတ်တွေကျွန်တော်တို့ပေးခဲ့တာရှိတယ်။အဲ 1PD ရဲ့ကိုပိုင်နံပါတ်တွေဒီ 1A ပဲ။ဟို 1A ရောအမီပဲ။အဲ့တော့အဲ့အခုလက်ရှိဒီ 1A ဆိုတာမပေါ်ခင်ကလေးကဒီ 1A ဆိုတော့ကျွန်တော်တို့ကစပြီးတော့မှသုံးခဲ့တာဖြစ်တယ်ပေါ့လေ။ဟိုအခုအဲဒီကြားထဲမှာဒါ 1A ဆိုပြီးတော့မှစတင်ပြီးတော့မှစုဖွဲ့ပြီးတော့မှဒီခရင်တရင်တွေရောနေနှုတ်ထွက်ပြီးတော့မှအာခရင်တရင်တွေစုပေါင်းပြီးတော့မှအာ why ဆိုပြီးတော့မှတိစောက်ကြတယ် တည်ဆောက်ပြီးတော့မှဒါတိုက်ပွဲတွေလည်းဝင်ခဲ့ကြတယ်ဒီမှာမိတ်တွေနဲ့ပူးပေါင်းပြီးတော့မှဆောင်ရွက်ခဲ့ကြတဲ့အခြေအနေလေးရှိတယ်ဒီကြားထဲမှာကျွန်တော်တို့ကဒီမြို့သားနိုင်ငံကြီးကလည်းကျွန်တော်တို့အနေနဲ့ဒီတက်နိုင်သမျှတွန်းနေခဲ့တာပဲပေါ့လေအဲတွန်းနေခဲ့တာပဲအခုဒီလက်ရှိ YA ဒီတော့ငကူ YA မဟုတ်ဘူးပြောချင်တာကျွန်တော်တို့ကျွန်တော်တို့အထူးတကားဒီတည်ဆောက်တဲ့ YA ပေါ့လေကျွန်တော်တို့ကသွားပြီးတော့မှအခု YA ထဲမှာသွားပေါင်းတာမဟုတ်ဘူးအမီနာမကတော့ဒီအမီနာမပဲသုံးတာမှန်တယ်သို့တော့ပါလဲဆိုတော့အဲ ဒီအမည်နာမအပြင်လည်းကျွန်တော်တို့မူလဒီမှန်ထားတဲ့အမည်နာမဖြစ်တဲ့တစ်ဆက်တည်းကြနေတယ်ပေါ့တစ်ဆက်တည်းကြနေတဲ့အခါမှာဒီအမည်နာမကကျွန်တော်တို့ပြောင်းစရာမလိုဘူးအဲဒီတိုင်းပဲဆက်သွားအောင်ဆိုပြီးတော့မှအခုဒီအတူတကွပြန်ပြီးတော့မှတည်ဆောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့တွေမကဘူးနောက်ထပ်လည်းဒီဒေတာတွေမှာကျန်နေသေးတဲ့ဒီဒေါ်လာတစ်ဖွဲ့လေးရှိနေသေးတယ်ပေါ့ဥမာ KYD ရဲ့လိုမျိုးတော့တခြားဒီအာ KKG လိုမျိုးတွေပေါ့လေဆက်တည်းအပြင်ဒီဂျီလိုအဖွဲ့တွေလည်းရှိနေသေးတယ်နောက်ခင်တိုင်းမှာပါနေတဲ့ အဲဝိုင်းလိုမျိုးစတဲ့ပြင်ဒီလိုအဖွဲ့အစည်းတွေရှိနေသေးတယ်။အဲဒီအဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့ကအခု live ပြီးတော့မှဒီစကားပြောနေတာလည်းရှိပါတယ်။စကားပြောပြီးတော့မှဒီဘယ်သူအောက်ကိုဘယ်သူဝင်လာမျိုးမဟုတ်ပဲနဲ့ရောရဲ့အမျိုးသားနိုင်ငံရေးကိုအတူတူတည်ဆောက်တယ်။ရောမှာ one comment တစ်ခုလည်းဖြစ်အောင်အတူတူသွားဖို့လိုတယ်။ဒါကြောင့်လိုတယ်လေ။ကျွန်တော်တို့အမျိုးသားနိုင်ငံရေးလုပ်တဲ့ခါမှာရောဆိုတာအကျယ်ကြီးမဟုတ်ဘူးချင်းချင်းလေး။တော့ချင်းချင်းလေးဖြစ်တဲ့ခါမှာအဖွဲ့အစည်းတွေအများကြီးကွဲနေလို့မရဘူးပေါ့လေ။အာတော့သုတဲ့ဖြစ်ရမယ်။ ဟို one command ဆီရမယ်အဲတစုတစ်ဖွဲ့တည်းဖြစ်ဖို့လိုတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကအထူးထူးတိဆောက်အောင်ဒီဖိတ်ခေါ်နေတဲ့ကဏ္ဍတွေလည်းရှိပါတယ်ဟိုဆိုတော့သူတို့ကလည်းပါဝင်လာအောင်ဟိုတစ်ဖက်ကနေပြီးတော့မှအခြေလေးတွေကိုချပြရှင်းလင်းရတာလည်းရှိတယ်နောက်ပြီးသူတို့ပါဝင်နိုင်တဲ့ကဏ္ဍတွေကိုလည်းကျွန်တော်တို့ကဒီဖွင့်ပေးထားတာလည်းရှိပါတယ်ဆိုတော့ဟိုလက်ရှိဒီတိဆောက်နေတဲ့ဒီ OID ဒီအာဘသူဘသူအောက်ကိုမှသွားတဲ့ အခင်းချင်းမျိုးမဟုတ်ဘဲနဲ့အတူတကွဒီဝမ်းဝမ်းပြီးတော့မှတိဆောက်တယ်ဆိုတော့အခင်းချင်းကိုကျွန်တော်တို့ကသွားကြတာဖြစ်ပါလေဗျဟုတ်